ာသမီးတွေအပေါ်မှာမိဘခြေစူးကြည့်တယ်ခြေစူးများတယ်ဘာဖြစ်လို့ခြေစူးများတယ်လဲမိဘရဲ့ခြေစူးကိုပြော့ပြတ်သမားလို့ဆိုတဲ့အခါမှာတကဘာလုံးမှာရှိတဲ့အခြေအနေတရားကိုခြုံငုံပြီးတော့ပြောမယ်ဆိုရင်မြတ်စွာဘုရားစကားသုံးလုံးနဲ့ပဲပြောခဲ့တယ်နော်သုံးလုံးနဲ့နဲ့ပြောတာတယောက်စီပြောခိုင်းမယ်ဆိုရင်တော့အမျိုးမျိုးပြောမှာပေါ့နော် ရသော်ဗျာကမိဘရဲ့ခြေဆုတရားဆိုတာပြောပြပါဆိုရင်မိဘဟာသာသမီတွေကိုအာပါဒကဘေးရန်မကြရအောင်ဆောင်းလျှောက်ခဲ့တယ်ဒါတခုပောတကကြွေးမွေးခဲ့တယ်လို့တိုက်တာကစပြီးတော့သာသမီကိုကြွေးခဲ့တယ်မစားရတဲ့အရွယ်ကစပြီးကြွေးလာနောက်တခုကဘာလို့ဆိုဣမတ္တလောကတ္တဓတိတာရော ဒီလောကကြီးကိုလာခွင့်ပေးတယ်ဒီလောကကြီးကိုပြတယ်အဲ့ဒီကျေစုတရားတွေကို သေချာအလေးနဲ့စဉ်းစားကြည့်အလေးနဲ့စဉ်းစားကြည့်ဒါပုံမှန်အားဖြင့်မိဘတွေကသားသမီးတွေပုံမှန်တင်ရှိတဲ့ကျေစု၃မျိုးလို့ဒီလိုပြောရမှာနော်ကျေစု၃မျိုးဆောင်းလျှောက်ခဲ့တယ်ဟုတ်တယ်ငယ်စဉ်တောင်ကြီးကလေးဘဝပက်လက်လေးပဲအိတ်တက်သေးတာ အဲ့ဒီချိန်မှာမိဘကမဆောင်းလျှောက်ဘူးဆိုရင်ဒီကလေးအသက်ရှင်ဖို့မလွယ်ဘူးမစားတတ်သေးဘူးဆိုတဲ့အချိန်မှာနှုတ်တိုက်ပြီးတော့ကြွေးခဲ့တယ်မကြွေးဘူးဆိုရင်ဒီကလေးကအသက်ရှင်ဖို့မရှိဘူးနောက်တစ်ခုမိဘတွေကဒီလောကကြီးကိုမပြဘူးဆိုရင်ဒီကလေးကလူ့ဘဝရောက်ဖို့ဆိုတာဖြစ်နိုင်ဘူးတဲ့ဒါဘုန်းကြီးတို့တွေမိဘမပါဘဲနဲ့လောကကြီးမှာမွေးဖွားလာတာလို့ရှိမှမရှိတာ အမေဖေရဲ့ကျေးဇူးတရားနဲ့ပဲအသက်ရှင်ပြီးတော့ကြီးထွားလာကြရတာလေအဲ့တော့ဒီကိစ္စတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကျေးဇူးတရားတွေကိုသာသမိကမိဘအပေါ်မှာတင်ရှိနေတယ်လို့ဒီလိုပြောလိုက်မိဘအပေါ်မှာတင်ရှိနေတယ်အဲ့ဒါကြောင့်မလို့မာတာပိတုဥပဋ္ဌာဏမိဘကို တုံ့ပြန်ပြီးတော့ကျေးဇူးပြုထိုက်တယ်ပြုစုလို့ကျွေးတဲ့နေလောကကြီးမှာ လူရဲ့လူဖြစ်လာတာတူရဲဖြစ်လာတာတူရဲဖြစ်လာတယ်ဆိုတာတချို့ကပြောလိမ့်မယ်အမွာဘူးကြတော့ဘယ်လိုလုပ်မလဲကောနော်ဒါလည်းတယောက်နဲ့တယောက်သိတာမှမဟုတ်တာနော်မတော်တဆတွဲမိကြတာသာရှိတာလာတော့ကကိုတယောက်ထဲလာတာပဲအကုန်လုံးလောကကြီးတွေဝင်လာတယ်ဝင်လာပြီးတဲ့အခါမှာဘသူနဲ့အရင်တွေ့ရတော့ဆိုအမေဖေနဲ့ပဲအရင်တွေ့ရတာပဲအမေဖေနဲ့အရင်တွေ့တာ ဒါပုံမှန်အနေထားအဖြစ်ပြောမယ်ဆိုရင်မိဘဘက်ကကြည့်ပဲအသာစီးလို့မြတ်စွာဘုရားဒီလိုခေါ်တာလားလို့ဆိုတဲ့အခါမှာရှင်းလင်းနားလည်ဖို့တော့လိုအပ်တယ်ပေါ့တချို့သာသမိတွေကပြောရမယ်မိဘကပဲကျေးဇူးရှိတာလားသာသမိကရောမိဘပေါ်ကျေးဇူးမရှိဘူးလားလို့ဒီလိုလဲပြောကောင်းပြောလာလိမ့်မယ်နော်ခဏိခကြီးကိုနည်းနည်းဆက်ဆဲကြည့်ဒါကပုံမှန်အနေထားတစ်ခုအနေနဲ့ပြောတာ ခဏိခကြီးမှာအပါရကပောတကနော်ကြွေးမွေးဆောက်ရှောက်တာတို့ဣမတလောကတဓာတိတာရောတို့ဆိုရဲမိဘရဲ့ခြေစူးတရားတွေကိုမိဘတိုင်းကလှုပ်ဆောင်ရလားလို့ဆိုတာကိုစဉ်းစားရတချို့မိဘတွေကခဏိခမှာဆိုရင်ကမ္ဘာလောကမှာကြည့်နော်သားသမီးကိုလူလောကလာခွင့်မပြုတာတွေမရှိဘူးလား လာခြင်းတိုင်းလာလို့မရဘူးမင်းမလာခဲနဲ့ဆိုရောက်လာရင်တောင်ခြုံကြားပြစ်ထားရှိသေးတယ်လေဟောအဲ့ဒါမျိုးကြတော့သူကဘယ်သူကစကျေးဇူးဝတရားပြက်ကွက်တယ်လဲဆိုရင်မိဘကစပြီးဝတရားပြက်ကွက်တာလည်းရှိတယ်ပေါ့ဒီလိုရှိလာတယ်နော်အပါရကဘောဓကကျွေးဆောင်ရှောက်အောင်မှာမူမိဘကမဆောင်ရှောက်ခဲ့ဘူးလမ်းမေးပြစ်ခဲ့တယ် ်ဆေးဦးနေပါဆိုရင်တော်တော်များများကြားနေရပြစ်ထားခဲ့တယ်။မိဘလစ်သွားတာတွေရှိတယ်ပေါ့နော်။အဲ့ဒီထဲမှာဟုတ်ပြီပုံမှန်အားဖြင့်ဆိုရင်မိဘဟာသားသမီးကိုထိန်းသိမ်းဆောက်ရှုံးလို့လူသားဖြစ်သွားတဲ့လူတိုင်းလူတိုင်းဟာမိဘကိုကျေးဇူးတင်ရမှာတော့သိချာတယ်။ဘာဖြစ်လို့ကျေးဇူးတင်ရတော့ဆိုကိုကမိဘကို ပြန်ပြီးတော့ ပေးနိုင်တာရှိတယ်လို့မပေးနိုင်တာတခုရှိတယ်ဘယ်လိုမှအတုံးနဲ့လုံးလို့မရဘူးဆိုတော့အတုံးနဲ့လုံးလို့ရတာဘာလို့ဆိုအာပါရကဆောင်းလျှောက်တယ်အမေဖေးတက်ကြီးလာတဲ့အခါကိုကပြန်ဆောင်းလျှောက်တာလုံးလို့ရအမေဖေးအသက်ရွယ်ကြီးလို့ကိုကလည်းအသက်ရွယ်ရလာလို့တိထလာလို့မိဘကို ပြန်ကြွေးတယ်ဆိုတာဒါလည်းလုံးလို့ရတယ် ဆောင်းချောက်တာလည်းလုပ်လို့ရတယ်ကြွေးတာလည်းလုပ်လို့ရလုပ်လို့မရတဲ့ပြန်ဆက်လို့မရတဲ့ခြေဆုကဘာတော့ဆိုဒီလောကကြီးကိုလာခွင့်ပြုတဲ့ခြေဆုကနေရမှာမဟုတ်တာလေဒါကြတော့အတုံးပြန်လုပ်လို့ရပါမလားမရပါဘူးအမေဖေကကိုယ့်တဲ့အရင်မွေးတာလေကိုကလာခွင့်ပြုတာမဟုတ်ဘူးအမေဖေကသာလာခွင့်ပြုတာဒါကြောင့်မို့လို့ဒီခြေဆုတရားကြောင့်မို့လို့မြတ်စွာဘုရားက မိဘကိုကျေးဇူးဆပ်လို့မကြည်ဘူးလို့ပြောတာတမန်အားဖြင့်ကျေးဇူးဆပ်မယ်ဆိုရင် ဟောဒီဣမတ်တလောကတ္တဓာတိတာရောဒီလောကကြီးကိုလာခွင့်ပြုတယ်ဆိုတာကိုကတုံ့ပြန်ပြီးတော့ပေးဆပ်လို့မရနိုင်တဲ့ကျေးဇူးတစ်ခုပဲလို့ဒီလိုဆိုလိုတာပေါ့နော်ဣမတ်မကျေးဇူးကြီးတယ်အခုဒီလောကကြီးတဲ့ကိုမိကမိဘကလာခွင့်ပြုလိုက်လို့လာရပြီလာရတဲ့အခါမှာလောကမှာ ပညာမိမိအတွက်နော်ကိုကြည်ပွားကြည်ပွားကြောင်ပညာတွေသင်ရတယ်စီပါဥစ္စာတွေတိုးတက်ခွင့်ရတယ်အလုံးကိုင်းတွေလုံးကိုင်းခွင့်ရတယ်တရားဓမ္မတွေနာခွင့်ရတယ်တရားဓမ္မတွေရှင်းသုံးခွင့်ရတယ်ဒါတွေဟာလိုက်ကြည့်လိုက်မယ်ဆိုမိဘကလူလောကကြီးတဲ့လာခွင့်ပြုလိုက်လို့ဒီအခွင့်ရေးတွေရတယ်လို့ပြောရမှာပဲအဲ့တော့ဒီခြေဆုတရားတွေဟာဘုသူ့ရဲ့ခြေဆုတရားလဲလို့ဆိုရင်မိဘရဲ့ခြေဆုတရားတွေ ဆက်လို့မကုံတဲ့ခြေစူးတရားလို့ဒီလိုပြောရမှာเนาะအဲ့တော့စဉ်းစားစရာတွေကတော့ခုခေတ်မှာအများကြီးဝင်လာတယ်ပေါ့စဉ်းစားစရာဆိုတာတာမန်အားဖြင့်ကြည့်မယ်ဆိုရင် မိဘရဲ့ခြေစူးဟုတ်တယ်မှန်တယ်မိဘရဲ့ခြေစူးကြောင့်ကိုယ်ဟာလူ့ဘဝရောက်လာတာဆက်လို့မကုံဘူးဒါပုံမှန်အနေထားတကူပြောတယ်ကဲဟုတ်ပြီ မိဘရဲ့ကျေးဇူးရှိလို့ဒါလောကကြီးကိုလာခွင့်ပြုတဲ့ကျေးဇူးတရားတစ်ခုတည်းနဲ့ပဲကိုကတသက်လုံးမိဘရဲ့ကျေးဇူးကိုမမေ့တိုက်တော့ဘူးဒါသိကြပြီမမေ့တိုက်လို့တုံးဆက်တုံးဆက်ရမယ်မိဘရဲ့ကျေးဇူးတွေကိုဆက်ရမယ်ကဲအဲ့ဒီနေရာမှာလောကလူတွေ တွေးထင်လာကြတာရှိတယ်တွေးထင်လာကြတာရှိတယ်အသက်အရွယ်ရောက်လာတဲ့အခါကျတော့မိဘဆိုတာမိဘတိုင်းမိကောင်းဖကောင်း ဖြစ်တာမှမဟုတ်တာနော်မိကောင်းဖကောင်းမဖြစ်ဘူးလေတချို့မိဘကဘုရားကျင့်မကျင့်ရုံနဲ့မကဘူးကိုချင်းတရားမကောင်းတဲ့မိဘရောရှိနိုင်တာပဲလေအဲ့ဒီလို့ မိဘက၅ပါးတိလာမလုံဘူးဆိုပါစို့ကိုချင်းတရားမကောင်းဘူးအဲဒီလိုကိုချင်းတရားမကောင်းတဲ့မိဘကိုသာသမီးကစော်ကားရင်ရောအပြစ်ရှိသလားလို့ဒီလိုမေးလာကြမေးလာတဲ့အခါကျတော့ဂျေဆုဆိုတာဂျေဆုပဲလေဂျေဆုဆိုတာဂျေဆုတရားမိဘကသာသမီးနဲ့ဘယ်သူကအရင်မွေးတာတုံးဆိုမိဘအရင်မွေးတာ မိဘအရင်မွေးလိုက်လို့မိဘကကိုယ်ကိုစောင့်ရှောက်ပြီးတော့ဒီလောကကြီးတဲ့လက်ခံလိုက်လို့ကိုကဒီလောကကြီးတဲ့ရောက်တာလို့ဆိုတော့မိဘရဲ့ခြေစူးဟာကိုယ့်ပေါ်မှာရှိနေတယ်ဘယ်လိုနည်းနဲ့မှမိဘကိုစော်ကားလို့မရဘူးဒါမိဘကိုစေတနာဆိုးနဲ့သိစေလိုတဲ့စိတ်နဲ့ဒေါသနဲ့မိဘကိုတတ်မယ်ဆိုရင်တော့မာတုကရကပိတုကရကခံထိုက်တာပဲ။ ဆိုတဲ့မိဘဖြစ်ဖြစ်ကောင်းတဲ့မိဘဖြစ်ဖြစ်ဘယ်မိဘပဲတောင့်တောင့်ဘယ်မိဘပဲတတ်တတ်မိဘကအရက်တွေဘလို့တောင့်နေနေအကျင့်စာရိတ္တဘလို့ဆိုးနေနေအကျင့်စာရိတ္တဆိုးတဲ့မိဘကိုသာသမီကနေပြီးတော့ဟိုစောကားမယ်တပ်ဖြတ်မှုကျุလွန်မယ်ဆိုရင်တော့တပ်ဖြတ်မယ်ဆိုရင်တော့မတုခရကပိတုခရကကံထိုက်တာပဲမထိုက်ဘူးလို့မရှိဘူးเนาะဘာလို့လဲဆိုတော့ အဆင့်ကိုကမိဘအဆင့်ကိုကသာသမီအဆင့်ပဲဒီနှစ်ခုကပြောင်းလဲပြင်လို့မရဘူးပြောင်းလဲပြင်လို့မရဘူးကိုကမိဘနေရာမှာမဟုတ်ဘူးသာသမီနေရာမှာပဲရှိတယ်လောကကြီးလာခွင့်ပြုထားတဲ့ခြေဆုကကိုခြေဆု